မိခင်ကြီးနဲ့အမဖြစ်သူကိုလွမ်းလို့အိမ်ထဲမှာအုပ်ကိုလှုပ်ထားတဲ့သူကဒိုင်မွန်သမီးမန်နှင်းစီလေးဝင်အားလုံးမင်္ဂလာပါရှင်။ဗမီနောင်ကနေကြိုဆိုလိုက်ပါမိခင်နဲ့အမဖြစ်သူကိုလွမ်းဆိုတတိယလုံးလို့အိမ်ထဲမှာအုပ်ကိုလှုပ်ထားတာကသူကဒိုင်မွန်စိန်ဆိုင်တတိမရဲ့ကြံရည်သူသမီးငယ်မန်နှင်းစီလေးဝင်ပါဒီလိုမျိုးအိမ်ထဲမှာအုပ်ကိုလှုပ်ထားလို့လေတချို့လူတွေကဝေဖန်မှုတွေရှိနေတာဖြစ်ပါ යි ပရိသတ်တို့အားလုံးသိကြတဲ့အတိုင်းပဲမလာ28ရက်နေ့ကငလီအကြီးသားတခုလှုပ်ခတ်မှုကြီးဖြစ်ပွားခဲ့ကအချို့နေရာတွေမှာဆိုရင်အိုးအိမ်တိုက်တာတွေနဲ့အစာအုပ်အများအပြားပြိုကျပျက်စီးမှုတွေနောက်ပြီးတော့နေအိမ်တိုက်တွေပြိုကျမှုတွေကြောင့်ပဲအသက်ဆုံးရှုံးမှုတွေကိုပါရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါဒီလိုငနေလောက်ခတ်မှုကိုအပြင်းထန်ခံစားနေရတာကတော့မန္တလေးမြို့ပဲဖြစ်ပါမန္တလေးမြို့ကြီးရဲ့ပြိုကျပျက်စီးမှုတွေထဲမှာတော့ Skyvilla ကွန်ထရိုးကြီးနဲ့အပါအဝင်ပဲဖြစ်ပါ အဆိုပါစကိုင်းပေလာကွန်တိုမှာပြိုကျခဲ့ခြင်းကဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်တထေးမကြီးဒေါ်မိုးတီယာရွှေနဲ့အတူသူမရဲ့တမီးအကြီးတမတ်နဲ့မြေးမလီအပါဝင်အိမ်ကူမလီ၄ယောက်တို့အလုံးဟာကံမကောင်းစွာနဲ့ပဲပြိမိသွားခဲ့ကြပါတယ်။ဒုက္ခဒိုင်မွန်စိန်ဆိုင်ပိုင်ရှင်တထေးမကြီးဒေါ်မိုးတီယာရွှေဟာအလူဒန်းတွေရရောမှုကြောင့်နဲ့ နိုင်ငံတော်ကနေပါဖွဲ့တူးတွေကုံတူးဆောင်စုတွေကိုချီးမြှောက်တဲ့အထိနိုင်ငံကျော်ရဲ့စိန်တိုက်ပိုင်ရှင်တတိမကြီးတူဦးပဲဖြစ်ပါကယ်ဆယ်ရေးပစ္စည်းတွေနဲ့ဇတိုက်ရှာဖွေခဲ့ကြပေမဲ့လို့ဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်ဒေါ်မိုးတီယာရွှေဟာသူမရဲ့မိသားစုဝင်တွေနဲ့အတူအသက်ဆုံးရှုံးသွားခဲ့ပါတယ်အတူပါလာတဲ့အိမ်ကူမလေး၄ယောက်မှဆိုရင်လေတယောက်သာထိခိုက်ဒဏ်ရာမရှိဘဲကံကောင်းစွာနဲ့အသက်ဆက်ရှင်ခဲ့တာပါ ငလင်းလှုပ်ပြီးပြိမိသွားတဲ့အချိန်မှာတော့ဒုက္ခဒိုင်မွန်ပိုင်ရှင်ဒေါ်မိုးတီယာရွှေနဲ့အိမ်ကူမာလေးနှစ်ယောက်ဟာနှစ်ရက်လောက်ထိကိုအသက်ရှင်ခဲ့သေးတယ်လို့ပြောလာခဲ့ပါတယ်။ကျန်ရစ်သူမိသားစုတွေဖြစ်တဲ့ဒုက္ခဒိုင်မွန်စိတ်တိုက်ပိုင်ရှင်တထေးမကြီးရဲ့ခင်မွန်းနဲ့သမီးငယ်ဆုံးဖြစ်သူမတ်နှင်းစီလင်းဝင်းမှာတော့ဝမ်းနဲ့ပလန်နဲ့ရေထုမနာကြံခဲ့ရပါတော့တယ်။ဒါကြောင့်လည်းဖြည့်မဆဲနိုင်ဖြစ်နေရပါမန်းနှင်းစီလင်းဝေးဟာငယ်ချင်းကလေးကမိခင်နဲ့အမဖြစ်သူရဲ့အုတ်ထဲမှုအောက်မှာကြီးပြင်းလာရတာဖြစ်ပါ යි အခုချိန်မှာတော့ရုတ်တရက်ချက်ချင်းလက်ငင်းဆိုသလိုမန်နင်းစီလင်းဝင်းမှာအာကုဆရာမိခင်နဲ့အမဖြစ်သူက မရှိတော့ပါဘူး။ဒါကြောင့်လဲမန်နင်းစီလင်းဝင်းခင်ဗျာတတော်အာကုရမယ်နေရတာဖြစ်ပါိုင်မန်နင်းစီလင်းဝင်းမှာခင်မွန်းတဲ့ရဲနောင်နဲ့ဖခင်ကြီးထွန်းလင်းဝင်းကြံသေးပေမဲ့မိမသားကြီးတိုင်ပင်စရာမရှိတော့ပါဘူး။ဒါကြောင့်လဲမန်နင်းစီလင်းဝင်းတယောက်ငလင်ကြောင့်မိခင်နဲ့အမဖြစ်သူကိုဆုံးရှုံးလိုက်ရလို့စိတ်မကောင်းဖြစ်ကြေကွဲဝမ်းနေနေရတာဖြစ်ပါိုင် မနှင်းကြီးလင်းဝင်းက"သူမအနေနဲ့မိခင်နဲ့အမကိုချစ်လွန်လို့အမြဲတမ်းသူမသာအရင်လူလောကတွေကထွက်သွားဖို့ဆူတောင်းပူတယ်လို့နောက်တစ်ချိန်သူမဆုံးသွားရင်တော့အုတ်ဂူကိုသူမရဲ့မိခင်နဲ့အမရဲ့အုတ်ဂူကြားထားမှထားပြီးပြောထားဘူးတယ်လို့ဆိုပါရဲ့ ဒါပေမဲ့အခုခါမှာမိခင်ကြီးဒေါ်မိုးတီယာရွှေနဲ့အမဖြစ်သူခဲဦးဖြစ်သူနဲ့တူမလေးကိုဆုံရှုံလိုက်ရလဲဖြစ်ပါတယ်။ဒုက္ခဒိုင်မွန်စိတ်တိုက်ပိုင်ရှင်တတိမာကြီးရဲ့ကြံရည်သူသမီးမန်းနှင်းစီလင်းဝင်းဟာမိခင်နဲ့အမဖြစ်သူအတွက်အလှူတွေတစ်ခုပြီးတစ်ခုလုပ်နေပေမဲ့ဘလို့မှမဖြေဆဲနိုင်ပါဘူး။ဒါကြောင့်လဲမန်းနှင်းစီလင်းဝင်းကသူမရဲ့မိခင်နဲ့အမဖြစ်သူရဲ့အုတ်ဂူကိုအိမ်မှာစောက်ထားတာဖြစ်ပါတယ်။ ဒါပြင်အမဖြစ်သူကြံခဲ့တဲ့တဦးဒီသောသားလေးဝါဆိုကိုလည်းကိုသားလေးအရင်လိုစောက်ရှောက်ပေးမယ်လို့မနှင်းစီလင်းဝင်တဲ့ခင်မွန်းတဲ့အဆိုတော်ရဲနောင်တို့ကပြောလာတာဖြစ်ပါတယ်။အခုဆိုသားလေးဝါဆိုကိုရှင်ပြုတ်ပေးထားဖြစ်ပါတယ်။ပရိသတ်တွေကတော့ငလင်ပေးမှာအမေဖြစ်သူဒုက္ခဒိုင်မွန်စိန်ဆိုင်တတိမကြီးနဲ့အတူအမဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့မနှင်းစီလင်းဝင် အဖြစ်ကိုတနာကြသလို ပူဆွေးနေရဲ့အပေါ်မှာလေတရားနဲ့သာဖြေဖို့ပြောထားတာပါမန်းနင်းစီလင်းဝင်းဟာ Sky Vela Control ပြကြမှုမှာမိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရရင်သာမကယတနာပစ္စည်းတွေပါဆုံးရှုံးသွားတာဖြစ်ပါကဲပရိသတ်တွေကရောမိခင်ကြီးနဲ့အမဖြစ်သူအုပ်ကိုအိမ်မှာထားထားရဲ့မနှင်းစီလင်းဝင်းအပေါ်မှာမိမိတို့အမြင်ရှိပြောသွားပြကြပါအောင်ရှင်